ကျွန်တော်တို့ရဲ့ရှာနေကိုကျေးချူအပ်နေကြတဲ့ဘိုက်ပါတော့စစ်တီတွေအဲမှာဘာကြောင့်မို့လက်နက်ချမှုရဲ့ကြုံနေဘာကြောင့်မို့လို့ပေါ့ဗျာနော်ဟိုစခန်းတွေကြားရလဲဆိုရှင်ခင်ဗျားတို့နာဆာကကိုတိုင်ကတစ္ဆာရှိမှုမှာအားနည်းနေအောင်သွားတွေ့ရတယ်အဲ့တော့လုံထုံးလုံနီးတွေဂတိစကားတွေအဲစာချုပ်စာတမ်းတွေကိုလေးစားပါလို့ကျွန်တော်ပြောချင်တယ်ပေါ့ဗျာနော်ဒီကဘေးရောက်ကိုထောက်ဆပြီးပြောချင်လဲဆိုလို့ရှိရင်ပသိမ်အထင်းကျင်းထောင်ပေါ့နော်အကျင်းထောင်နေမှာတက်ပြေးမှုတွေနဲ့ အဲတက်ပြေးမှုတွေနဲ့ဒီဘောနော် ထောင်ချခံနေရတယ်အဲတက်ပြေးမှုနဲ့ထောင်ချပြီးဟေးဆိုလို့ရှင်ထောင်ထဲမှာကောင်းကောင်းဆော့ပလော့တီးတယ်ဘောဗျာနော်ကောင်းကောင်းကိုအဲပညာတွေပြီးတယ်ပုံစံတွေပြီးထောင်ထဲမှာမနေချင်အောင်ပေါ့ထောင်ထဲမှာမနေချင်ဘူးဆိုလို့ရှင်တို့ကမေးတယ်မင်းတို့တွေအဲစစ်တပ်ထဲမှာတာဝန်ပြန်ထမ်းဆောင်မလားတာဝန်ပြန်ထမ်းဆောင်မယ်ဟေးဆိုလို့ရှင်တော့ထောင်ထဲကထွက်ခွင့်ရမယ်အဲထောင်ထဲကထွက်ခွင့်ရမယ်ဟေးဆိုရင်အဲလာစားလေးရမယ် ။ဒါပေမဲ့စာချုပ်တည်းရှိတယ်။မင်းတို့စာချုပ်တည်းချုပ်ပေးမယ်။ဟုတ်ပြီ။တချို့ဆိုရှင်ထောင်ထဲမှာနှစ်နှစ်လောက်ကြာတယ်။တနှစ်နေခဲ့ပြီးသွားပြီ။တနှစ်နေခဲ့ပြန်တဲ့တနှစ်ကိုသူတို့မနေထောင်ထဲမှာမနေချင်အောင်ပေါ့ဗျာနော်။ပညာတွေပေးခံရတဲ့ခါကြတော့အဲသူတို့ကလည်းထောင်ထဲမှာနေမဲ့တူတူပေါ့ကွာနော်။ဟိုစစ်သားပဲစစ်ပြန်တိုက်မယ်ဆိုပြီးတော့ဒါသူတို့ပြန်ပြီးသဘောတူညီလိုက်။သဘောတူညီတဲ့အခါမှာစာချုပ်ချုပ်တယ်။စာချုပ်ချုပ်တဲ့အခါမှာဟုတ်ပြီမင်းထောင်ထဲမှာကြာတာနှစ်နှစ်သုံးနှစ်ကြာတယ်ဆိုဟုတ်ပြီထောင်ထဲမှာအပြင်မှာတို့နဲ့အတူတူစစ်တိုက်ပဲစစ်တိုက်ပဲရှင်တစ်နှစ်ပဲစစ်တိုက်ပဲ တနည်းပဲစစ်တိုက်ပြီးပြီးရှင်မင်းလုံးဝပြန်လို့ရတယ်နော်ဆိုတဲ့ပုံစံမျိုးနဲ့စစ်ပြေးမှုနဲ့ထောင်ကျနေတော့အဲထောင်သားတွေကိုနော်ဒီပေါ့စစ်တီစစ်ပြေးတွေကိုပြန်ပြီးတော့စီးအောင်နဲ့စီးအောင်ပြီးတော့စာချုပ်ချုပ်တယ်မွန်မန်တင်တန်းတလတ်တက်ရတယ်တက်ပြီးတဲ့ခါကျတော့တခါတည်းအဲရှီတန်းလွတ်တယ်ပေါ့ဗျာနော်အာစစ်သားတွေမှာနော်ဘယ်စစ်သားပဲဖြစ်ဖြစ်ပါအဲစစ်သားတွေမှာတခုကောင်းတာသူတို့ကဂတိတည်တယ် သူတို့ကိုတပွဲတို့ဒါပြီးရင်မင်းတို့အိမ်ပြန်ရပါမယ်လို့သာပြောလိုက်ဆမ်းပါစစ်တပ်မှာရှိတဲ့စစ်သားတွေ ਆ လေသူတို့ဆောင်ရွက်တဲ့နေရာမှာတကယ်ကိုဆမ်းပါလေအဲ့တော့ပသိမ်ကျေးထောင်မှာရှိနေတဲ့စစ်တီတွေကိုဒီလိုပေါ့ဒီသဘောတူညီချက်တိုင်းအဲစစ်တဲပြန်ဝင်ကြတော့ဗျာပြန်ဝင်တဲ့ခါမှာမိုမန့်တလားတက်ပြီးတော့ခုဆိုရှေ့တန်းပို့လိုက်တယ်ဘယ်ဘက်ကိုပို့လဲဆိုတော့ကျတော့ကောလင်းဘက်ကိုပို့တယ်ကောလင်းကသဘုံတွေများတယ်ပေါ့ဗျာနော် အကောလင်းကိုပြန်တိုက်ယူရတာပြန်တိုက်ယူတဲ့နေရာမှာဒီစစ်တီတွေရဲ့ဆန်းဆောင်မှုကတော်တော်လေးကိုကြီးခဲ့ပါတယ်အဲ့တော့ကောလင်းကိုလည်းပြန်ရတယ်ပြန်ရတဲ့အခါမှာစာချုပ်ကသူတို့ကပြည့်သွားပြီစာချုပ်ရဆိုလို့ရှိရင်တနစ်ဆိုပြီးသူတို့ကိုအနေနဲ့ဘယ်ကောင်မလဲတက်ကထောက်ခွင့်ပေးရတော့မယ်အဲ့တော့တနည်းပြည့်ပြီဆိုတဲ့ခါကျတော့သူတို့လည်းပြန်တိုက်ပြီးပြန်လည်းရပြီဟဲ့လားဟိုတရင်တရင်အဖြစ်သူတို့ကဘယ်လောက်လဲဆိုလို့ရှိရင် တရင်3ရင်းလောက်ကိုเนาะခလာရ300 306 308ပေါ့เนาะခွဲပြီးအောင်ခွဲရတယ်အာရာကြောရခဲ့ပါတယ်အဲ့ဒီစီဒီစီတီတွေပေါ့เนาะအဲသူတို့ရဲ့စွမ်းဆောင်ရည်တွေနဲ့လည်းကောလင်းမျိုးကိုပြန်ရအောင်တိုက်နိုင်တယ်ဘာကြောင့်လဲဒါပြီးရင်ပြန်ရမယ်ဆိုတဲ့အသည့်ကသူတို့စိတ်ထဲမှာစွဲနေပြီဒီတိုင်းသူတို့ဂရိသစ္စာတည်ကြည်စွာနဲ့သူတို့တိုက်ခဲ့တယ်တိုက်ခဲ့သည့်တယောက်လည်းကောလင်းကိုပြန်ရခဲ့တယ်အဲ့တော့တစ်နှစ်ပြည့်တဲ့ခါကျတော့ကျွန်တော်တို့ပြန်တော့မယ်ဆိုတော့ဘာမှလည်းပြန်ရမယ်ဆိုတော့ပြန်လို့လုံးဝမရဘူးဖြစ်နေတယ်အဲ့တော့ သူတို့ကခမားတို့ပုံမှာဂတိတည်တယ်လို့ခမားတို့ကလည်းဂတိပြန်တည်မှာပေါ့ဟလာနတ်ဆာကဆိုရင်ဂတိပြန်တည်ဖို့လိုတယ်အဲ့တော့သူတို့ညံဖို့လိုတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ခမားတို့ဂတိတည်ပေးပါအဲ့တော့စစ်တပ်ကဂတိတည်တယ်ဟေ့ဆိုလို့ရှိရင်နောက်မှာဝင်မဲ့စစ်တီတွေတန်းစီနေတယ်နော်တန်းစီနေတယ်ကိုကမှဂတိမတည်တဲ့ခါကျတော့တော့ဟိုခမားတို့ဒီကိစ္စမှာအထက်ကမတည်တာလားအောက်ကတင်ပြမှုမရှိတာလား အဲသူအလဲမှာပဲခြာလက်ပြရမ်းနေတာလားအဲ့တော့ကိုကဂရိတီပါကိုကကိုစစ်တီဒီပေါ်မှာအနှိမ့်ဆုံးဂရိတီပါအဲ့တော့ဂရိသစ္စာနဲ့အညီစစ်တိုက်ဆန်းပါစစ်တိုက်မယ်ဆိုမြန်မာပြည်မှာရှိနေတဲ့ပုံကိုကောင်းကောင်းခြေမုံနိုင်ပါတယ်နော်အဲ့တော့အဲသူတို့နဲ့တူတူနှစ်ဖွဲ့ရှိတယ်ပေါ့ဗျာကျွန်တော်ကြားသိရဆိုနှစ်ဖွဲ့တစ်ဖွဲ့ကအဲတနစ်စာချုပ်တနစ်စာချုပ်သမားတွေကစာချုပ်ပြည့်နေပြီမပြောင်းရသေးဘူးအဲ့တော့ ။နောက်တစ်ခွဲကျတော့သုံးနှစ်စာချုပ်ရှိတယ်။သူတို့ကျတော့ဘလို့ပေါ့နော်သူလက်စစ်ပြေးတွေပါပဲ။စစ်ပြေးတွေဆိုမှထောင်ထဲမှာမနေခြင်းတွေကြောင့်မလို့သူတို့သုံးနှစ်စာချုပ်ချုပ်တယ်။သူတို့ကတော့အကယ်၍သုံးနှစ်တိုက်သုံးနှစ်တိုက်ပြီးသွားလို့ရှိရင်အဲသူတို့လုံးဝပြန်ရမယ်နော်အလုံးဝအပြင်ကိုတက်ကနေပြီးတော့ထောင်ကလည်းထောက်ခွင်တက်ကတက်တဲ့ဘာမှဟိုလိုခေါင်းလို့ဆိုလို့ရှိရင်မသက်ဆိုင်တဲ့ပုံစံမျိုးပေါ့ဗျ။အာမန်အရသားပုံစံမျိုးနဲ့ပြန်နေရမယ်ဆိုတော့သူကသုံးနှစ်စာချုပ်သုံးနှစ်စာချုပ်သမားက၃နှစ်ပြည့်လို့တက်ကထွက်ရင်သူတို့ကပင်စင်မှာရမယ် ဲတနစ်စာကျုပ်သမားတွေကကြာတော့ဘာမှမရအောင်နော်သူတို့လစာပဲရအောင်အဲလစာပေးတယ်အဲ့တော့သုံးနှစ်သမားတွေကလည်းစစ်တိုက်နေရအခုလက်ရှိအဲ့ဒီကောလင်းမှာပဲစစ်တိုက်နေရတာအဲ့တော့သူတို့ကလည်းစဉ်းစားငါတို့ကသုံးနှစ်ပြည့်ပြန်ရမှာဆိုတော့တေးကြီးမေးကြီးတိုက်ခဲ့ကြတယ်တိုက်တိလေးရောက်လဲအောင်မြင်ခဲ့တယ်စစ်စစ်ပွဲရအဲ့တော့လောင်းငယ်သားတွေကတစ္ဆာရှိရင်တိုက်တော့စစ်ပွဲအောင်မြင်ခဲ့တယ်အဲ့တော့အထက်ကပြန်ပြီးတစ္ဆာရှိပြရမယ်မဟုတ်ဘူးလားအဲ့တော့တနစ်သမားတွေကမထွက်ရတဲ့အခါကျတော့သုံးနှစ်သမားတွေကစိတ်သက်ကြတာပေါ့ဗျအဲ့တော့ကြောင့်မို့လို့ အဲကျွန်တော်တို့ NASA ကဆိုတာအစိုးရတော့နိုင်ငံတစ်ခုရဲ့အစိုးရဖြစ်တယ်စစ်တပ်ဆိုတာ institution ကြီးဖြစ်တယ် institution ကြီးဖြစ်တဲ့အလျောက်မို့လို့စာချုပ်စာတမ်း convention တွေအပေါ်မှာအခြေခံထားတာဖြစ်တယ်အဲ့တော့ဒီစာချုပ်တွေအပေါ်မှာလည်းသစ္စာရှိရမှာဖြစ်လို့ကို institution ပေါ်မှာသစ္စာရှိရမှာဖြစ်တယ်လို့ကိုယ့်ရဲ့ NASA ကဆိုတဲ့အစိုးရနိုင်ငံတစ်ခုရဲ့အစိုးရဆိုတဲ့ဂုံတိတ်ခါပေါ်မှာလည်းပြန်ပြီးတော့လေးစားရမှာဖြစ်တယ်အဲ့တော့လေးစားသမှုရှိမှစာချုပ်တွေပေါ်မှာလေးစားသမှုရှိရမယ်အဲ့တော့ ဒီအချင်းရပေါ့ဒီစစ်တီတွေပေါ့နော်ဟိုစစ်ပြေးစစ်တီတွေရဲ့ဒုက္ခနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့အခုကြုံနေရတဲ့ဂရိမတီမှုနာဆာအစိုးရဂရိမတီမှုနဲ့ပတ်သက်ပြီးတော့ဘသူပေါ်မှာရေးချင်းဘယ်လိုခေါ်မလဲဒီတောင်းရဘသူပေါ်မှာရှိနေတယ်လဲအစိုးရဘက်မှာအွန်လိုင်းအွန်လိုင်းကိုယ်တိုင်ပဲဂရိသစ္စာမတီတာလားနာဆာကအစိုးရဂရီသစ္စာမတီတာလားတောင်းအောင်ရှိနေတက်မတော်မှာရှိနေအခြားအဆင့်အလဲအဆင့်တွေပေါ့နော်ဟိုဂရီသစ္စာမတီတာလားဘလို့ပဲဖြစ်ဖြစ်တော့အခုလက နိုင်ငံတော်ပေါ်တစ္ဆာရှိစွာနဲ့ပြန်ပြီးတော့စစ်ပြေးဘဝထောင်ထဲမှာရှိအောင်မှာစစ်တဲ့ပြန်ဝင်ခဲ့တယ်ဝင်ပြီးတော့တိုက်ပေးခဲ့တယ်တိုက်ပေးသေးသေးရောအခုထွက်ချင်ရောက်တော့မထွက်ရဘူးဆိုတဲ့ခါကြတော့အဲဒါနဲ့ပတ်သက်ပြီးတော့အဲခင်ဗျားတို့တစ္ဆာဂရီတီဂျီမှုနဲ့ကောင်းစဉ်လေးနဲ့ကျွန်တော်ပြောချင်တာပေါ့ဗျာနော်အဲ့တော့အဲအခုဖြစ်နေတဲ့အခြေအနေကဝင်းတိုကောလီအင်ဒိုဘက်မှာအဲသူတို့ကိုထားပါတယ်တဲ့နော်ခလာယ300 306 300နဲ့ ရှစ်ပေါ့နော်အဲ့တော့သူတို့အဓိကကင်တာကတော့ကမ့်လူကကင်တာပါနော်သူတို့အသစ်ဖွဲ့စည်းရတဲ့အဖွဲ့အစည်းဖြစ်တယ်ပေါ့ဗျာနော်အဲ့ဒါလေးအဓိကအဲပြောချင်တယ်အနောက်ထပ်ဂရိသစ္စာတည်ကြည်မှုပေါ့ဗျာနော်စစ်တီတော်မှာလည်းဂရိသစ္စာတည်ကြည်ရမှာဖြစ်လို့နိုင်ငံရဲ့လက်နက်ကင်ခွဲအားလုံးကမဂရိသစ္စာတည်ကြည်ပါဗျအခုကဂရိသစ္စာကဘယ်သူကမတည်ကြည်တာလဲအတော့ခင်ဗျားတို့မသိတာလားကျွန်တော်အခုလိုမျိုးပြောပြရတာခင်ဗျားတို့မသိမှဆိုလို့ပြောပြတာပဲရှိပါတယ်နော် တော့ရဲတပ်ဖွဲ့ဝင်တွေပေါ်မှာလည်းဂတိသစ္စာတည်ကြည်ဖို့လိုတယ်အဲ့တော့ဗျာခုမြန်မာတိုင်းနိုင်ငံလုံးမှာရဲတွေရှိကြတယ်အဲ့ဒီရဲတွေအနေနဲ့ကယာလူတို့ရေတော်လကောင်းเนาะသူတို့ကဂတိစကားအားဖြစ်တော်လကောင်းအလှည့်အားဖြစ်တော်လကောင်းအဲသူတို့ရခိုင်ကိုပို့တယ်ပေါ့ဗျာနော်ရခိုင်ကိုပို့တဲ့စစ်တွေတို့ကြောက်ဖြူတို့မန်အောင်တို့ပေါ့ဗျာနော်ကိုလိုမဆိုလို့ရှိရင်တော့နာခခနေကြားဆောင်နေရန်အဲဘယ်လိုခေါ်မလဲဆိုတော့တခေအောင်ဆိုလို့ရှိရင်နေကြားဆောင်စခန်းတွေကိုပို့တယ်အဲပို့တဲ့ခါမှာရဲတွေကနှစ်နှစ်ဂရိစကားနဲ့သူတို့ သွားပေးရတယ်။နှစ်နှစ်ဂရီစကားသူတို့လည်းအေးဟုတ်တယ်နှစ်နှစ်သူတို့သွားတာဝန်ထမ်းဆောင်ပေးလိုက်မယ်။အဲသူတို့နှစ်နှစ်ပြီးလို့ရှိရင်နောက်ထပ်နှစ်နှစ်တမားတွေကလာကြမယ်။ဒီလိုမျိုးပဲသူရလက်ပတ်စီစဉ်တယ်လို့မျိုးပဲဂရီတစ္ဆာလက်ပတ်စီစဉ်နေမှာဖြစ်တယ်။သို့ပါတော့လည်းပဲအခုအဲသူတို့ယုံကြည်အားကိုးတဲ့လက်နက်ကင်အဖွဲ့အစည်း NASA ကကသူတို့ကိုပြန်ပြီးတော့ဂရီတစ္ဆာဖောက်တယ်လို့များသူတို့မခံစားရဘူးလားဗျာနော်အခုဆိုရင်တို့ခံစားနေရပုံစံကတို့ရောက်တာနှစ်နှစ်ဂရီစကားနဲ့တို့ စစ်ပွေကိုရောက်တယ်ကြောက်ဖြူကိုရောက်တယ်အဲ့တော့ဒီနှစ်နှစ်ကပြည့်လို့နောက်ထပ်နှစ်နှစ်ကြာတော့လေပြန်မလားမလဲနောက်ထပ်နှစ်နှစ်လည်းမပြန်အောင်နောက်ထပ်နှစ်နှစ်လည်းမပြန်အောင်အဲ့တော့နှစ်နှစ်ဂရိစကားနဲ့ရောက်ခဲ့တယ်6နှစ်ကြာတဲ့အထိမပြန်ရဘူးဖြစ်နေတယ်အဲ့တော့ဒီစစ်တီရဲ့အနေနဲ့ကမျက်နာကြည့်ရပါတော့နော်ဟိုဥမာဖြင့်နောက်မှဟိုကြောပဲရှိလို့များသူတို့ကိုဒီတိုင်းထားတာလားအဲ့တော့သူတို့အနေနဲ့စဉ်းစားကြည့်လေ အဲ့တော့တက်မလို့ကသူတို့စီကဂရိသစ္စာကိုလိုချင်ရင်တက်မလို့ကသူတို့ပေါ်ဂရိသစ္စာတည်ဖို့တော့မလိုဘူးလားဗျာနော်ဂရိသစ္စာဆိုတာနှလန်းသွားဖြစ်ရမှာလीနော်အဲ့တော့လောက်ငယ်သားလေးခင်ဗျာမနှစ်နှစ်နဲ့ရောက်နေပြီးတော့အခုချိန်6နှစ်တိမပြောင်းအောင်မိသားစုကိုလည်းလွမ်းလာပြီသားသမီးကိုလည်းလွမ်းလာပြီအမေအဖေကိုလည်းလွမ်းလာပြီသူတို့ဘက်ကလည်းခင်ဗျာကိုချင်းစာကိုကြည်ပြီးဖို့လိုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ဆက်လက်ပြီးလေ့လာကြည့်တယ်ဗျာလေ့လာကြည့်တဲ့အခါမှာအဲ အထက်ရာရှိပေါ့နော်ဟိုအထက်ရာရှိခေါင်းဆောင်တွေကလည်းဒါမျိုးတော့သူတို့ဂရီးတစ္ဆာမမဲ့တော့ပါဘူးလို့ကျွန်တော်ထင်တာပေါ့ဗျာနော်ထို့သူအောက်ချအောက်ခြေကလည်းတစ္ဆာရှိတစ္ဆာရှိအလေကနေပြီးတော့ position ချပေးတယ်ပေါ့ဗျာ position ချပေးရတဲ့သူတွေပေါ့ဘယ်သူကိုဘယ်နေရာသွားဆိုပြီးတော့ချပေးရတဲ့သူတွေသူတို့ကြားထဲမှာအပေးအယူတွေရှိနေတာပေါ့ဗျာပိုက်ဆံဒီပေါ့ရခိုင်ကိုမသွားရဘူးပေါ့နော်အဲ့လိုမျိုးနေရာတွေမရောက်ဘူးအတွက်ကိုဂါတယ်လို့ခေါ်တာပေါ့ဂါတယ်ဆိုတာဂါရဝသွားပြူလာတာပေါ့ဗျာနော် အဲသွားပြီးတော့ကြော့နေတာတွေဟလာပိုက်ဆံပေးလိုက်ပြီးရှင်ရနေတဲ့ပုံစံမျိုးတွေရှိနေခါကြပိုက်ဆံမပေးနိုင်တဲ့သူပိုက်ဆံမရှိတဲ့သူတွေနော်အနောက်မှာ background ကောင်းကောင်းမရှိတဲ့သူတွေအနေနဲ့ကတော့အဲသူတို့ပြောသလိုအခုချိန်ထိလုံးဝမဲစာတောင်ချီပေါ့ဗျာနော်လုံးဝဘယ်သူမှမသွားခြင်းတဲ့အချက်ကိုသွားပြီးဘယ်တော့မှမပြန်တဲ့ခရီးတွေဖြစ်သွားတာတွေရှိတယ်အဲ့ဒီတော့ကြောင့်မလို့တော့ဂရီးတစ္ဆာဆိုတာနှစ်ဖက်ရှိဖို့လိုတယ် အတက်မတော်ကလောက်ငယ်သားတွေကဂရီးတစားလိုချင်လောက်ငယ်သားတွေစစ်တိုက်တာပြားတကယ်ပြားနော်လေးစားဖို့ကောင်းတယ်ပြားနော်တကယ်တမ်းငါမသိငါစခန်းမကြစီရဟာအပြီးတော့လို့ရှိရင်လုံးဝရှင်အမှုတော်ဥစွေဆံမြေအောင်ထမ်းဆောင်ပါတယ်ဆိုတဲ့ဂရီးမျိုးလိုချင်ရင်ဂရီးတစားမျိုးလိုချင်ကိုကလည်းဂရီးတစားရှိပြီဖို့လိုတယ်အဲ့တော့ဂရီးတစားတလန်းမောင်းဖြစ်နေတယ်အဲ့တော့ကြောင့်မလို့ခင်ဗျားတို့အခုဒီကိစ္စမှာရခိုင်ကိုပို့ထားတဲ့ရဲတွေအတွက်လည်း ခင်ဗျားတို့ဂတိသစ္စာတည်ကြည်ဖို့တည်ကြည်ပေးပါကျေးဇူးပြုရေနော်အားလေးကျွန်တော်အဓိကပြောချင်တယ်ပေါ့ဗျာနော်မဟုတ်ဘူးဆိုရှင်တော့အခုလိုမျိုးအအောက်ခြေတွေက အောက်ခြေစစ်တီတွေစခန်းကိုဟလာဇန်သူကကြည်တော်မဖောက်သူလို့ခေါ်မဆိုလို့ရှင်နောက်ဆုတ်ပေးလိုက်တာလေအဒါတွေနဲ့ပတ်သက်လာလို့ရှင်စေခြင်းနဲ့ပြောခြင်းနဲ့ဟာစစ်တီတွေကိုပြောမယ်ဆိုလို့ရှိရင်လည်းအထက်အရာရှိများကလည်းအောက်ကိုတစ္ဆာရှိမှအောက်ကလည်းအထက်ကိုပြန်တစ္ဆာရှိမယ်အခုတော့ခမားတို့ကိုယ်တိုင်ဘုရား ောက်ခြေကိုသစ္စာမရှိတော့လေလောင်းငယ်သားတွေကတီးခန့်နိုင်မှုအတိုင်းဒါကုံသွားတက်တယ်အဲ့တော့မကုံစေးခြင်းရင်ခင်ဗျားတို့ဟိုဂရိသစ္စာရှိကြပါနော်ကြာဆုံးလေးပြီးတော့တက်မတော်သားတွေသစ္စာကိုသောင့်တည်ယူသေးပါမီးပေါ့ကနော်ခင်ဗျားတို့ရဲ့သစ္စာတွေကျွန်တော်ဖတ်ဖူးပါတယ်နော်နိုင်ငံတော်နဲ့နိုင်ငံသားတို့ကိုသစ္စာစောင့်တည်ယူသေးပါမီးမလားနောက်တစ်ခုရှိပါသေးတယ်လားအဲ့တော့ငါအားအထက်မှပြီးတော့အမိန့်နဲ့တာဝန်ကိုခြေပုံသာထမ်းဆောင်ပါမည်လား။အေးအဲ့တော့အဲ့လိုမျိုးဖြစ်စေခြင်းလို့ရှိရင်တော့ ကိုကလည်းဂရိသစာတီးပါလို့ပြောခြင်းတယ်ဗျာနော်ဟုတ်ပြီဒါကတော့အဲစစ်ပြေးတွေကိုပြန်ပြီးတော့အဲစစ်ထဲမှာကျွန်တော်တို့စာကျုံးနဲ့ပြန်ပြီးတော့တာဝန်ထမ်းဆောင်နေရတယ်ဘာမှလည်းသူတို့ဘက်မှာထားတဲ့ဂရိတိုင်းကျွန်တော်ဂရိတီးပေးပါနော်အဲရဲတွေဘက်မှာလည်းစစ်တွေကိုပို့ထားတဲ့ရဲတွေအဲ့ဒါကြောက်ဖြူကိုပို့ထားတဲ့ရဲတွေအလဲပြည့်ချိန်ပြည့်နေပြီစိတ်နေပြီနော်အဲ့ဒါကို ပတ်စံဘလောက်ပေးလို့ရှိရင်မတော်ရအောင်ဘလောက်ပေးကိုကောင်းမဲ့ထားဒီကောင်းမဲ့ထားဆိုတဲ့ပုံစံမျိုးတွေအလဲမာများဖောက်နေရလားအထက်ကများဖောက်နေရလားတော့ကျွန်တော်မသိဘူးဗျာနော်အဲဟုတ်ပြီနောက်တစ်ခုအနေနဲ့မိုးညင်းခလာရ15ကိစ္စလေးရလေအဲကြားသိရတာဗောနော်သူတို့အထက်ကလည်း view site ပါတယ်အဲကြောင့်မို့လို့ခင်ဗျားတို့မသိတာတော့မဖြစ်နိုင်ဘူးဗောနော်ဟိုအတိမပေးတာလေနော်အတိမပေးတာလေဖြစ်ဖို့များတယ်အဲ့တော့အခုလိုမျိုးတည်သွားတဲ့ခါကျလည်းမိုးရင်းမိုးညင်းခလာ15က အဲ့တိတ်မကြောင်ရင်တက်စစ်ဝင်တော့မယ်လို့ကြားသိရတယ်နော်တက်စစ်ဆိုစစ်ဆင်းမှုတွေလာတယ်စစ်ဆင်းမှုတွေလာနေပြီဆိုင်ဟပါကြီးလည်းရောက်နေပြီအဲ့တော့အဲ့သူတို့လည်းကောင်းကောင်းစစ်ဆင်းနေပြီတိတ်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်နော်အဲ့ဒါမျိုးလေးတွေအဲမတရားကျွန်တော်တို့ကတော့မတရားမှုကြုံလာရင်မတရားမှုကိုကျွန်တော်တို့ထုတ်ဖော်ပြောဆိုရတာဖြစ်ပါတယ်ဘယ်သူဘယ်သူမှလည်းထိခိုက်ဒုက္ခမရောက်စေချင်ပါဘူးဗျာနော်အဲ့တော့မတရားမှုကိုမလုပ်ပါဒီနေရာမှာကျွန်တော်ကြည့်တာပေါ့နော်တယင်းမှုကလည်းမတရားမှု လုပ်တယ်လို့တော့တယင်းမှုကရောက်ကြပဲဗျာရောက်ကြလို့တော့စစ်တပ်မှာ ဲစစ်သားတယောက်အနေနဲ့အုပ်ချုပ်မှုရှိမယ်ဒီနေရာမှာကျွန်တော်အဓိကသွားတွေ့ရတယ်တည်ရင်မှုကတော်တွေကဟိုသူတို့ကတည်ရင်မှုထက်ကြီးနေရ යි သွားတွေ့ရတယ်အဲ့တော့ကိုကခင်ဗျောင်းတည်ရင်မှုတွေကျွန်တော်ပြောချင်တယ်နော်မြန်မာနိုင်ငံတော့တည်ရင်မှုတွေကျွန်တော်ပြောမယ်နော်ဘယ်တက်ဘယ်တက်ဘယ်နေရာကဘယ်ရင်မှုတွေဘယ်လိုမျိုးဆိုတာကျွန်တော်သိတယ်နော်အဲတော်တော်များများသောတည်ရင်မှုကတော်တွေနော်တည်ရင်မှုထက်ကြီးပြီးတော့တက်ကိုအုပ်ချုပ်နေတာပေါ့တက်ကဘယ်လိုခေါ်မလဲကြောင်းကစံဖြစ်နေရတယ်ကျွန်တော်သိတယ် တော့ပါတော့ညာလည်းပဲကျွန်တော်အလုံးမဟုတ်တဲ့အတွက်ကြောင့်မို့လို့အကျွန်တော်တုံတောင်ကိစ္စကြီးလည်းကျွန်တော်မပြောချင်ဘူးเนาะအဲအခုမုန်ညင်းခလာရ15ဖြစ်သွားတဲ့အဓိကပြဿနာကလည်းတယင်းမှုကတော်ရဲ့ကိုမဆိုင်ကိုမနိုင်တဲ့နေရာမှာတယင်းမှုထက်ဟိုတစကြီးတပွင့်ကြီးပြီးတော့ဟိုတယင်းမှုကဘာခေါ်မလဲတခွေနဲ့ကလည်းသူတို့ကြည့်တာတခွေနဲ့တပွင့်ဆိုလို့ရှိရင်သူကတခွေတပွင့်နဲ့ပူကြီးတဲ့အဆင့်ကိုသူ့ကိုယ်သူထင်နေတဲ့အတွက်ကြောင့်မို့လို့တက်ကပြောင်းဆန်မှုကြီးဖြစ်နေတာအဲ့လိုမျိုးဖြစ်နေလို့ကျွန်တော်သုံးသပ်တယ်အဲ့တော့အခု ဲ့တော့အဲသူ့ရဲ့မစင်မချင်းပေါ့နော်လုံမှုတွေကြောင့်အခုဆိုရင်တက်ကိုမကြဘူးတက်စစ်တွေလာတော့မယ်အခုဆိုစားရဖားတွေလည်းဝိုင်းနာပြီနော်အဝင်ထွက်တွေကစားဝိုင်းနာပြီဖုန်းတွေလည်းစစ်နေပြီနော်တက်နေပတ်သက်ပြီးတော့လေ့လာနေပြီနော်အထက်ကလည်းအာယုံဆိုင်လာပြီအဲ့တော့ဒီနေရာမှာကျွန်တော်ထပ်ပြီးတော့မပြောချင်လို့မပြောဘဲနဲ့ထားတာတွေရှိရပါကြောင့်ဆိုတော့မိသူတဦးတယောက်ကိုမှကျွန်တော်ဒုက္ခမရောက်စေချင်ဘူးမတရားမှုတွေကိုသာရှာမှာเนาะမတရားမှုတွေတဲစစ်တီတွေအချင်းချင်းကြားထဲမှာမတရားမှုတွေဆိုရင်သာကျွန်တော်တို့ယက်တည်တာပါအ အတုံအောင်ကိစ္စတွေအနေနဲ့ကလည်းအချိန်နေနိုင်ငံရဲ့အချိန်နေဒေသရဲ့အချိန်နေအရာကျွန်တော်တို့နားလည်ပြီးလို့ရတယ်ပေါ့ဗျာနော်တွေ့တိုင်းသိတိုင်းလည်းမပြောပါဘူးအဲ့တော့အဓိကဒီမိုးညင်းခလာရ15ရဲ့အဓိကနမူနာယူကျန်တဲ့တက်တွေပေါ့နော်ကျန်တဲ့တက်တွေ ARU ဘက်ကတက်တွေကျန်တဲ့နေရာတက်တွေအကုန်လုံးတရင်မှုတွေအားလုံးခင်ဗျားတို့အားလုံးပေါ့နော်နမူနာပေါ့ အသင်္ကန်းစာယူရမှာပါလဲဆိုတဲ့ခါကြတော့တယင်းမှာတယင်းမှုထက်တယင်းမှုကတော်ကပို့ပြီးတော့အကောင်ဖြစ်ခြင်းကြီးခြင်းလို့ရှိရင်မကြခင်ဒါမျိုးအရှုပ်ထုတ်တွေအရှုပ်ဇက်လန်းတွေဝင်လာပြီးတော့တယင်းမှုຢາລູທີ່ວ່າດຸກຂະຍောက်ຕັດແຕ່ສະດາໂອດາຂະຍາລູຕີຕົວຊິຈິນແນ່ອະທີແລ້ວປູປີ້ຍໍຖ້າပြောຈິນແນ່ອະເລີຍຕະຊຸນິຍາດີບໍນິຍາດີໂອອ່າລົງອ່າລົງວ່າຕັດດີອ່າລົງແລ້ວຕີຖ້າວ່າເນາະຕະຍင်းມູ ထက်တရင်မှုကတော်တွေလက်ဆောင်ထက်နေတာတွေဟာအဲကြာရင်မကောင်းပါဘူးတက်ရဲ့စီယုံစီလုံးရေးညှိနှိုးမှုတွေကိုပြပြစေတယ်အဲ့တော့မိမယူထားရင်မိမကိုမိမနေရာမှာထားပါเนาะမဟုတ်ဘူးဆိုလို့ရှိရင်တော့မိမတရင်မှုလုပ်ချင်နေလည်းမဖြစ်သေးဘူးเนาะအဲအားလေးအဓိကပေါ့အဲပြောချင်တယ်နောက်တစ်ခုကမုံကြီးနဲ့ပတ်သက်ပြီးတော့အခုဟိုတုန်းကအရန်ခင်ခဲ့တဲ့သူတောင်မဟိုင်အောင်သွားမင်းတို့မင်းတို့မုံကြီးခါရ15ဒီလိုဒီကြောင်းရှိရဆိုပြီးတော့เนาะ တယောက်နဲ့တယောက်နဲ့အရင်တုန်းကခင်ပခုံးဖတ်နေရနေပြီးတော့နောက်ဆုံးနောက်ဆုံးမှုတွေတော့မှကြုံနေရတယ်အဲ့တော့ဒါမျိုးတွေကြားသိရကျွန်တော်စိတ်မကောင်းဘူးဒါတော့မှကျွန်တော်အကုန်လုံးမပြောထားပါဘူးဆိုတော့သိစေချင်တာပါပြောလည်းမပြောချင်ပါဘူးနော်ပြောရင်လည်းမကောင်းဘူးပေါ့ဗျာနော်ဆက်ပြောမယ်ဆိုလို့ရှိရင်အဲဘယ်လိုခေါ်မလဲဒုက္ခမြာမှာလည်းယာတုကယာတုကအခုမှအော်ရှင်နေထွက်တာဆိုတာတရင်မှုအစင်ပေါ့နော်တပွင့်တော့ပေးတာပြီးအဲတခွေနဲ့တရည်တော့ တပတ်ခေါ်သူတို့တခွေနဲ့တပွင့်တော့ပေးထားပြီးပြီအဲတော့ဘာတော့လဲပဲလက်တွေ့အတိမပြုတ်ရသေးတဲ့အခြေအနေမျိုးလေးမှာသူများဘာလို့ဘာလို့မှဒုက္ခမရောက်စေချင်ဘူးเนาะအဲ့တော့တည်ရင်မှုပေါ့เนาะနာမည်လက်ကျွန်တော်မပြောဘူးเนาะအဲ့တော့ခင်ဗျားလည်းသတိထားပါနေထားပါဆိုတာကတည်ရင်မှာเนาะမိမိကိုယ်တိုင်အောက်ချုပ်ပါမိမိကိုယ်တိုင်စီမံပါတည်ရင်မှုကတော့နေရာတကာမှာလိုက်ပြီးတော့ကြက်ကြက်ကြက်ပကြက်ပကြက်လိုက်လုပ်နေတာချိန်တိုင်းခင်ဗျားဒုက္ခရောက်ပါ ကျန်တဲ့တိုက်ရတိုက်ရမှုတွေကိုလည်းကျွန်တော်ဒါအကြံပေးတာပါဘောနော်ချိန်တိုင်းခနောက်ဒုက္ခရောက်တတ်တယ်မိမမိမနေရာမှာထားနော်တော့ဒီစားဖို့တော့လိုတယ်နော်ဒီစားဖို့ဆိုတာမိမကိုမိမနေရာမှာပဲထားပါမိမကိုတခါလေဟိုတိုက်ရမှုနေရာမှာတင်တာတခါမိမဖြစ်စင်တယ်အဲ့တော့မိမရဲ့စမ်းဆောင်ရည်တွေပေါ်မှာလေးစားမှာဖြစ်တယ်လို့ယောက်ျားရဲ့ယောက်ျားကိုလည်းယောက်ျားလိုပြန်လေးစားမှာဖြစ်တယ်လေးစားမှုစာပြန်လည်ရှိဖို့လိုတယ်ပေါ့ဗျာနော်အဲအဲ့ဒါလေးကျွန်တော် အဲပြောချင်တယ်အဲနောက်တစ်ခုအနေနဲ့အာ PDF တွေကတဲ့ဗျာနော်ဟိုမန္တလေးမြစ်ကြီးနားလမ်းပေါ့နော်သွားနေတဲ့လမ်းကြောင်းမှာခင်ဗျားတို့အဲ့ဒီတိုင်းဒီပေါ့ပြည်သူကိုချစ်ပါတယ်ဆိုပြီးတော့ပြည်သူကိုဒုက္ခပြန်ပေးနေတော့ PDF တွေအဲခင်ဗျားတို့သိစေချင်တယ်ပေါ့နော်အဲ့တော့မန္တလေးမြစ်ကြီးနားလမ်း သူ့လမ်းကြောကနေပြီးတော့ကားလမ်းကနေပြေးမသွားမင်းနဲ့ကုံကားတွေအားလုံးကိုဘဲကသွားလဲဆိုတော့ကွင်းလမ်းကပြေးသွားတယ်တဲ့အဲ့ဒါနဲ့ပတ်သက်ပြီးရုပ်သံဖိုင်တွေကျွန်တော်မှအများကြီးပါဗျာနော်ရုပ်သံတွေကအစားကျွန်တော်ထုတ်ပြလို့ရပါတယ်အဲ့တော့ကွင်းလမ်းကပြေးသွားတဲ့ခါကျတော့ကားတွေကပြက်လမ်းတွေကပြက်ကုံတွေကပုတ်သွိုးအဲ့လိုမျိုးတွေဖြစ်ပြီးအဲ့ကွင်းလမ်းမှာဘသူတွေကဈေးရောက်လဲဆိုရှင် PDF တွေကဈေးပြန်ရောက်နေဈေးရောက်နေမိန်းမတွေကဘလောက်ရောက်လဲဆိုရှင်ကြောက်တလုံးနဲ့စီစမ်းလေးကိုတဲ့အဲသမင်းတပွဲကိုတပေါင်းကျော်ပေးရတယ်တဲ့နော် တသောင်းနှစ်သောင်းဘယ်လောက်တော့သူတို့ပေးရဆိုလဲပဲနော်ပြီးတော့ကြက်ဥတစ်လုံးကအဲ့မှာတထောင်ဖြစ်နေပြီအဲ့လောက်ထိကိုပြည်သူကိုပြန်ဒုက္ခပေးနေတဲ့မင်းတို့ PDF တွေနော်ဒီတော်လန်ရေးအုပ်စုတွေပါဆိုတဲ့သူတွေလည်းခင်ဗျားတို့ခင်ဗျားတို့ယွံ့ရအောင်မြတ်တော်တော်လေးတော့ယွံ့နေပြီနော်ပြည်သူတွေကတော့တော်တော်ယွံ့နေပြီအဲ့ဒီကဘယ်အဲ့မှာအိုင်လန်ကျောမှာ PDF 10ရောက်ဆိုလို့ရှိရင် KIA တယောက်အုပ်ချုပ်ပါလေတဲ့ရှေ့ဘူးအထက်ကနေပြီးတော့မြစ်ကြီးနားတက်တဲ့လမ်းရယ်နော်မန္တလေးမြစ်ကြီးနားလမ်းရယ်နော်အဲ့တော့ PDF တွေကလည်းတကယ်ကျွန်နေပဲနော်မင်းတို့တွေလည်း နိုင်ငံကိုပြန်ဒုက္ခပေးနေတယ်အဲ့တော့ကုံမောင်အနေနဲ့အခုဒီလောမှာတက်နဲ့ပတ်သက်ပြီးတော့ပဲဝေဖန်မှုတွေညာနေတာဗောနော်အဲ့တော့ PDF နဲ့ NUG ကိုဘာကြောင့်မို့လို့ဝေဖန်လဲဆိုတဲ့ခါကျတော့ဝေဖန်လို့အဆင်မရှိတော့ဘူးဝေဖန်လို့အဆင်မရှိတော့အဲ့တော့သူတို့မှာဘာလဲဆိုတော့ PNUG PDF အုပ်စုဆိုတာကတနည်းအားဖြင့်ဒီ EAO တွေပေါ့ဗျာနော်ဒီအမိချက်မိစားကောင်းချက်ကောင်းစားဒီလက်နက်ကင်တွေရဲ့ဂျုံဘွားပဲရှိတယ်အဲ့တော့ ဒီ EAO တွေနေကိုဝေဖန်လိုက်ခြင်းဟာဒီ NUG အုပ်စုပါတစ်ခါလည်းပါသွားပြီเนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်တောင်းတောင်းလည်းဒီ PDF တွေကို PDF တွေ NUG အုပ်စုတွေကိုကျွန်တော်အနေနဲ့ဝေဖန်မှုမှာနည်းနည်းလေးအားနည်းနေရတော့ရှိတယ်ဒါပေမဲ့အခုဒီကိစ္စမှာတော့ပြည်သူတွေကတတော်စိတ်မကောင်းဖြစ်နေပြီတတော်ဒုက္ခရောက်နေပြီเนาะအဲ့တော့ဒီကိစ္စအဓိကတော့ဗျာเนาะခင်ဗျားတို့ရဲ့ဒီတက်ကလည်းရှင်းလင်းမှုတွေမဆောင်ရွက်နိုင်တာဟောအဓိကအာပြောရမှာပါเนาะဟုတ်ပြီနောက်တော့တောင်ငူတန်တောင်ကြီးလမ်းပိုင်းပေါ့ဗျာเนาะ တောင်ဝင်းတန်တော်ကြီးလမ်းပိုင်းသွားရင်ဒါကိုသွားလိမ့်ရှင်တော့အဲ့မှာတက်တည်ရှိတယ်ဒီတက်တည်ကတက်ထဲမှာပဲနေပြီးတော့တဘုံကလုံးဝအခုဒီ KNU PDF တွေကလမ်းကျောကိုလုံးဝပိတ်ထားပြီးတော့တပင်းတွေလည်းပိတ်ထားတယ်တနတ်တွေနဲ့စောင့်နေပြီအဲ့တော့လုံးဝဒီရိတ်ခါတွေဖြတ်တဲ့ခါမှာတီသူလူတို့တော်မှအခုမြေစာပင်ဖြစ်နေပြီသူလူတို့ကဆန်6ပြည်ပဲတည်လို့ရတယ်နော်စိုင်ကယ်နဲ့တနိုင်တပိုင်တည်လို့ရတယ်ပြည်သူတွေလည်းဒုက္ခရောက်နေပြီအဲ့တော့ပြည်သူကလည်း ဒီတောင်တမ်တောင်ကြီးလမ်းပိုင်းကတပုံတွေကိုတမင်ကမွေးမြူနေတဲ့လမ်းလားလို့မေးမေးလို့ရနေပြီမေးနေကြပြီပေါ့ဗျာနော်အဲ့တော့တက်တဲ့အားလုံးကလည်းတက်တီမရှိတာလားတရေဘောကြောင်တာလားခင်ဗျားတို့ဟိုပြောရင်နိုင်ငံနဲ့ပြည်သူကိုဟလာပြည်သူကိုကာကွယ်တာပြည်သူကိုကာကွယ်ကိုယ့်ကိုယ်ကိုယ်တော်ကာကွယ်လို့မရတဲ့အခြေအနေမျိုးတွေဖြစ်နေတာအဲ့တော့ခင်ဗျားတို့ကိုဘယ်သူကိုပြည်သူကယုံကြည်လို့ယုံကြည်ရမလဲမသိဘူးဖြစ်နေပြီနော်အဲ့တော့ တက်မလို့တိတ်ခါကြတော့ဗောဗျအဲ့လောက်ထိတိတ်ခါတော့အကြမခံနဲ့လေဗျာနော်အခုပြည်သူတွေခင်ဗျာမဆန်6ပြည်ပဲတည်လို့ရရဲ့ကျောက်ဦးတလုံးတလုံးကကျောက်တလုံးကိုတထောင်ဖြစ်နေပြီတဲ့နော်ရန်သူကပိတ်ဆို့တာတော်တော်အောင်မြင်နေပြီပုမေလင်းလင်းပြောရင်တက်တယ်မှာတော့မှအခုစားကြမရှိတဲ့အခြေအနေမျိုးတွေဖြစ်လာတယ်နော်အမှဒီကြားတွေကမှထပ်ပြီးတော့ without guard တွေထပ်ဖမ်းနော် without guard တွေဆိုတာတက်ကတုံးနေအဓိက without guard ညာဖမ်းနေအဲ without guard တွေတုံးနေရတာအဲ့တော့ဟိုဘလိုခေါ်မလဲဆိုတော့တက်မှာရှိတဲ့ကားတွေကအလုံးမလုံးဘူးအလုံးမလုံးတော့ဒီ without guard တွေကိုတုံးနေတာတက်တက်ကလည်းပြန်တုံးနေတာအဲ့တော့ ခုတ်ရတခြားရှရတခြားပြဒီဝတ်တော့ကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကနနာအဲကျွန်တော်ဆက်လက်ပြီးတော့ပြောပါမယ်ဒီနေ့ပြောသွားတာကျွန်တော်ဘယ်နှခုရှိလဲဆိုရင်တော့အဲပသိန်ချင်းထောင်ကနေပြီးတော့စာချုပ်နဲ့เนาะခေါ်သွားတဲ့ဒီစစ်ပြေးစစ်တီတွေကိုစာချုပ်ပြည့်နေတော့ညာလဲပဲသစ္စာဂရီမေ့သွားနဲ့เนาะဆိုရဘက်ကဂရီပေါက်ပြန်နေတယ်အဲ့တော့အားကြောင့်ခင် ILO နော် article 33ရတယ်ခင်ဗျားတို့အဲ့ဒါကြောင့်မဟုတ်ခင်ဗျားတို့ထိရတယ်တခါကျရင်ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုမကျင်တတ်ဘူးဒါ ILO အခုဒါကဘာပဲဖြစ်ဖြစ် ဟိုစတေးစစ်တီတွေနဲ့ခင်ဗျားတို့နဲ့ချုပ်ဆိုတာစာချုပ်ဒါအလုတ်စာချုပ်အလုတ်စာချုပ်ဆို ILO အလုတ်သမားရှုတော့ကြည့်မယ်ဆိုတော့ခင်ဗျားတို့အလုတ်သမားအေးမှာအလုတ်သမားအေးပဲဒါပုံဝင်လေးပြောမယ်ဆိုရင်နော်တော့စာချုပ်ချိုးဖောက်နေပြီ NASA ကဒါစာချုပ်ချိုးဖောက်တာပဲအဲ့တော့ ILO မှာထပ်ပြီးတော့ခင်ဗျားတို့ဒါလည်းထပ်ပြီးတော့တင်ပြအောင်လို့ဖြစ်နေပြီအဲ့တော့ကိုယ်နိုင်ငံကိုယ်ပြည်တွင်းရေးကိုချားဖွဲ့စည်းရဝင်လာလဲမကြိုက်ဘူးကိုယ့်ဘောက်ကိုလုံနေခါကြတော့လေကိုယ့်ဘောက်ကိုလုံနေခါကြတော့လေချိုးဖောက်နေဆိုတဲ့ခါကြတော့ ဘယ်လိုလဲမှားတာပဲဗျာနော်မှားတာပဲအဟိုနောက်ထပ်၃နှစ်သမားတွေစိတ်တက်ကြနေပြီနော်အစစ်ပြေး၃နှစ်သမားတွေပေါ့စစ်ပြေးစစ်တီ၃နှစ်၃နှစ်စာချုပ်သမားတွေစိတ်တက်ကြတယ်အဲ့တော့ ILO စာချုပ်တွေနဲ့နော်မညစ်ကြင်တော့ခင်ဗျားတို့လည်းလာနည်းနည်းပပတော့ခကြီးဆိုင်စေချင်တယ်ဟိုဗျာနော်အဲနောက်တစ်ခုအနေနဲ့ကတော့အဲဆောနာမွန်ညင်ခလာဆန်ငါဟိုဗျာနော်အဲ့တော့အဲ့ဒါကိုတိတိကျကျကျွန်တော်ပြောပြနေနော်ဟိုတတ်တတ်ညညာနဲ့ဖြစ်သွားဖို့အတွက်ကခင်ဗျားတို့လည်းအနိုင်မကျင်းတော့ဗျာနော်ကျွန်တော်လည်းပြောတော့ နော်အားလည်းပြောကြတယ်ကျွန်တော်ကြောက်ဆက်ကြားနေရတယ်ဆက်ပြီးတော့ထောက်ထားတွေတွေ့လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဆက်လက်ပြီးပြောဆိုသွားမယ်ဆက်လက်ပြီးဖော်ထုတ်သွားလိုက်မယ်နော်ဟုတ်ပြီနောက်တန်တောင်တန်တောင်ကြီးလမ်းပိုင်းကိစ္စကျွန်တော်ပြောပြီးပြီဆိုတဲ့အခါကျတော့အဲနောက်ဆုံးအနေနဲ့ကျွန်တော်ဆက်လက်ပြီးပြောချင်တာကတော့အခုအမ်နော်ဟိုဆက်ဆက်ယူကနေပြီးတော့ဓမ္မပါလငရည်တောင်ပေါ့နော်ဒါလွန်ခဲ့တဲ့9ရက်လောက်ကပေါ့နော်ကျွန်တော်လည်းမအားတာပါကျမ်းမာရေးမကောင်းတဲ့အတွက်ကြောင့်မလို့နည်းနည်းမပြောဘဲထားခဲ့မပြောဘဲနေနေတာရှိအဲ့မှာ အတိုက်ပွဲသတင်းနဲ့ခင်ဗျားတို့သိမှာသိချင်တယ်လေအဲ့တော့အေယာဝတီတိုင်းမှာပါဆက်ဆက်ယူရွာကနေဓမ္မပါလာငကရေတောင်ပြူဟာကိုသွားတာလမ်းမှာပြူဟာမူပေါ့ပြူဟာမူလို့ခေါ်တယင်းမူပေါ့ဗျာတယင်းမူနဲ့အဖွဲကဖြတ်တိုက်ခံရတယ်ဖြတ်တိုက်ခံရတဲ့အခါမှာတယင်းမူကြတယ်ကျန်တဲ့အခြားစစ်သည်၃ယောက်ကြတယ်အလုံးပေါင်း၄ယောက်ကြတယ်နော်ဒါအဖြစ်ရှိတိုင်းလို့ကျွန်တော်ပြောပါမယ်နော်ကြတယ်ကြပြီးတဲ့အပြင်ကိုအေအေကနောက်ထပ်ဒီကျွန်တော်တို့ အဲရွာသား၃ယောက်ကိုဖမ်းခေါ်သွားတယ်။အဲ့ဒီဗျူဟာမှုအဲအဲ့ဒီတရင်မှုအလောင်းကအခုချိန်ပြီးတော့ကောက်လို့ကျွန်တော်နောက်ဆုံးကြားသိရတဲ့အချိန်လေးဒီကောက်လို့မရသေးဘူးလို့ကြားသိရတယ်။အဲလွန်ခဲ့တဲ့ကျွန်တော်တို့အနည်းခံမှန်းရမှာဆိုတော့9ရက်လောက်ကဖြစ်သွားခဲ့တာပေါ့နော်။အဲ့တော့28ရင်းမှုပေါ့တရင်မှုကြာသွားတယ်။အဲ့တော့ဒါစီရဲအချိန်လေးပေါ့ဗျာနော်။ဟုတ်ပြီ။ဒီနေ့အကြောင်းအရာလည်းအများအပားပဲဖြစ်ပါတယ်နော်။အဲကျွန်တော်ဆက်လက်ပြီးတော့ သိရှိသမျှကိုဆက်လက်ပြီးတော့ပြောဆိုစုံစမ်းပြီးတော့နော်အားလုံးတင်ပြသွားပါမယ်။ကျွန်တော်ရဲ့ရုပ်တံလေးကိုလည်းဒီမှာပဲရက်ပြကြအောင်။အဲ့တော့ဂတိသစ္စာဆိုတဲ့စကားလေးကိုတော့ဂတိသစ္စာမဟုတ်တော့ပါဘူး။မိမိရဲ့ပေးထားတဲ့ဒီစာချုပ်စာတမ်းတွေကိုလိုက်နာတတ်တော့အစိုးရဖြစ်ဖို့ကြိုးစားပါ။လိုက်နာတတ်တော့တတ်မလို့ဖြစ်ဖို့ကြိုးစားပါ။နော်။အခုလောက်ငယ်သားလေးတဲ့စီရသစ္စာကိုလို့ချင်းကိုကိုတိုင်းကသစ္စာရှိပြပါ။နော်။အဲ့လိုမှပဲကျွန်တော်ရုပ်တံလေးကိုရက်ပြကြအောင်။